မင်္ဂလာပါရှင်။ဘာမခက်တဲ့တဲ့ရင်တဏှာမကျိုးဆိုလိုက်ပါရရှင်။ယခုချိန်မှာစာပေမိုးလေးပိုင်းတဲ့ရင်များကိုစီရင်ခံတင်ဆက်ပေးပါမယ်ရှင်။ပရမအောင်ဆုံးတဲ့ရင်အနေနဲ့မိတိလာတန်နေရင်ငလင်းချောင်းစတက်ဘာမှ20ကျော်သေးဆုံးခဲ့ပြီးအမတ်တက်တမရောအကြီးစားဆက်ရုံနဲ့သေဆုံးမှုများပြားဆိုတဲ့တဲ့ရင်ပဲဖြစ်ပါရရှင်။ မန္တလေးတိုင်းမိတ်ကြီးလာတန်နေရင်ငလင်းချောင်းစစ်တပ်ဘက်မှ20ကျော်တိစုံခဲ့ပြီးအမတ်တက်တမတော်ကြီးစားဆက်ရုံနဲ့လည်းတိစုံမှုများပြားကြောင်းမိတ်ကြီးလာတန်နေရှိတက်အတိုင်းဝိုင်းဌာမသိရှိရသည်မတ်လ20ရက်နေ့မွန်လွယ်ပိုင်းလောက်ခတ်ခဲ့သောငလင်းချောင်းအမတ်69ချင်းမြန်တမဌာနချုပ်တွင်လက်အောက်ခံတရင်များမှတောင်းဝန်ရှိသူများအပါဝင်တန်နေဆိုင်ရာအစည်းအဝေးကျင်းပနေခြင်းဖြစ်ပြီးအစည်းအဝေးကမ္မဆောင်ပြုကြမှုကြောင့်တိစုံမှုများရှိခဲ့ကြောင်းသိရှိရသည် ၄၁၈တက်ရရှိရင်းနဲ့တပ်ဖွဲ့ဝင်တွေတိစုံမှုရှိတယ်။အရေးအတွက်တော့တိကျမသိရဘူး။တိစုံမှုကတော့ရှိပါတယ်။အစည်းအဝေးခမ်းမဆောင်တွေပြုကြကုန်တာဟုတပ်အတိုင်းဝိုင်းကဆိုသည်။ထို့ပြင်မိတီလာခြေဆိုင်အမတ်တက်တမရောခြေဆိုင်ဆက်ယုံတက္ကစားတက်တွင်လည်းငလင်တန်းကြောင့်ဆက်ယုံအဆောက်အုံများပြုကြခဲ့ပြီးတိစုံမှုများရှိခဲ့ကြောင်းတက္ကစားတက်သည့်73ကတန်ချက်ကရင်းများကိုအဓိကထားထုတ်လုပ်နေသည့်ဆက်ယုံတစ်ခုဖြစ်ကြောင်းသိရှိရသည်။ တာကစားတက်မှလည်းတည်ဆုံမှုတွေကတော့ရှိပါတယ်ဒါပေမဲ့တရင်ကတော့ဖုံတာတော့အတိအကျဘယ်လောက်ဆိုတာမသိရဘူးအပြည့်အစည်တွေလည်းများတယ်တည်ဆုံမှုလည်းရှိတယ်ဟုတက်အတိုင်းဝိုင်းကပြောဆိုသည်နေပြည်တော်ဆရာသေးရီမြို့နယ်ရှိစေယုံနှင့်လက်ယုံတပ်များတွင်လည်းအဆောက်အုံများစွာပြိုကျခဲ့သဖြင့်ထိဆုံးမှုများစွာရှိခဲ့ပြီးအနည်းဆုံးအရာရှိနှင့်စစ်သားတရာဝန်းကျင်ထိဆုံးနိုင်ကြောင်းတပ်သရင်ရင့်မြင့်များ၏အဆိုအရသိရှိရသည် ဆက်လက်ပြီးငလျင်တန်တဲ့မြန်မာပြည်သူများမှာစက်တိတ်နေစဉ်မယံမနာပုံကျဲနေသောလူလုံးကပေးကိုလည်းခံရရွေးစစ်အာဏာရှင်စနစ်ဆိုးကိုချိန်မုံရန် NUG ယာယီသမရတိုက်တွန်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ငလျင်တန်တဲ့မြန်မာပြည်သူများမှာစစ်တိတ်နေစဉ်မယံမနာပုံကျဲနေသောလူလုံးကပေးကိုလည်းခံနေရ၍ဆင်အာနာရှင်စနစ်ဆိုးကိုချိန်မုံရန်အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမရဒူဝါလရှိလာကတိုက်တွန်းပြောဆိုသည် ရမန်နေ့ပြုလုပ်သောအမျိုးသားညီညွတ်ရေးအစိုးရ၏တဆယ်မြင့်ဆောင်2025အစိုးရအဖွဲ့အစည်းအဝေးတွင်ယာယီသမရတူဝါလက်ရှိလာကအထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။ တဘာဝ BN ရဲ့တွင်နဲ့ကြာရောက်နေတဲ့မြန်မာပြည်သူလူထုတွေဟာဆရာနာရှင်စနစ်ဆိုးကဖန်နေလိုက်တဲ့လူလောက်ကပေးကြီးနဲ့လဲကြုံတွေ့နေရကြောင်းနိုင်ငံတကာနိုင်ငံအသီးသီးကိုလက်တွေ့မျက်မြင်သိစေချင်ပါတယ်။အထူးသဖြင့်အစံဘက်စကောင်စီကနေ့စဉ်မယံမနာဘုံကျဲတိုက်ခိုင်းနေတာတွေဟာပြည်သူတရလုံးခံစားနေရတဲ့လူလောက်ကပေးတခုလိုဖြစ်နေတာကိုမေ့ထားလို့မရပါဘူး။ဒီဆရာနာရှင်စနစ်ဆိုးကိုအမြန်ဆုံးမချိန်မုံနိုင်တဲ့ပြည်ပြည်သူလူထုခံစားရတဲ့ဒုက္ခတွေဟာတတိတိနဲ့တစိမ့်စိမ့်ခံစားနေရသလိုဖြစ်နေပါမယ်လို့ ယ်လို့ယူဆပါတယ်ဟုယာယီသမရကပြောဆိုသည်စစ်ကောင်စီကပြည်သူလူထုကိုနေ့စဉ်ပုံစဲတိုက်ခိုက်ရရင်ကချင်လွမြောက်ရေးတပ်မတော်၏တပ်မဟာရှင်နယ်မြေရှိတင်းနန်းချောင်းကိုမတ်လ31ရက်ညပိုင်းကလေရင်ဖြင့်ပုံစဲတိုက်ခိုက်ခဲ့ရာလူငယ်36ဦးသေဆုံးပြီး20ကျော်ဒဏ်ရာပြင်းထန်စွာရရှိကြောင်းစစ်တပ်အနေဖြင့်အာဏာတည်မြဲရေးအတွက်ဘာမဆိုလုပ်ရဲသည်ကိုနားလည်သဘော ပေါက်နေကြပြီဖြစ်ကြောင်း NUG ရာယီသမ္မတကဆက်လက်ပြောဆိုသည် အကြမ်းမဆဲဆိုတာအာနာတီမြေရဲ့အတွက်ဆိုရင်ဘယ်အရာကိုမစိုးလုပ်ရဲတဲ့ဆိုတာကိုပြည်သူတရလုံးကနားလဲသဘောပေါက်နေပြီဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့နိုင်ငံတကာအတိုင်းအဝိုင်းနဲ့ဒေတာရင်းအင်ဒီဂျင်နိုင်ငံတွေကိုအထူးမြတ်တာရက်ခံလိုတာကတော့စစ်မှန်တဲ့လူလူအစိုးရနဲ့သာနိုင်ငံအတွင်းကပြည်သူတွေရဲ့ဒုက္ခတွေကိုအပြီးဆုံးတိုင်လွတ်မြောက်လုံဆောင်နိုင်မှာဖြစ်ကြောင်းသိစေချင်ပါတယ်။ပြည်သူလူထုတရလုံးခန်းစားနေရတဲ့ဘေးထုတ်ကားတွေဟာလက်တလောအနာတတယုံစေမီတူနေလောက်နဲ့အမှန်တကယ်မပြောင်းနိုင်ဘူးဆိုတာနိုင်ငံတကာအသ ိုင်ဝိုင်းတစ်ခုလုံးနဲ့ဒေသရင်းနိုင်ငံအားလုံးကိုအလေးနက်ထားသိစေခြင်းမတွေကို၎င်းကဆက်လက်ပြောဆိုသည်အန်ယူဂျီအနေဖြင့်ငလင်တန်တဲ့ပြည်သူများကိုကူညီရေးအတွက်တက်ဆန်းသမျှစူးစမ်းသွားမည်ဖြစ်ပြီးနိုင်ငံတကာအထောက်ပံ့များကိုလည်းအောက်ခြေပြည်သူလူထုစီတို့အဖိတ်အစင်မရှိဘဲပြည်ပြည်ဝဝတိုက်ရိုက် ရောက်ရှိနိုင်စီရန်လိုအပ်ကြောင်းကူညီကယ်ဆယ်ရေးအတွက်လှူဆောင်ပေးနေသောကျွမ်းကျင်ပညာရှင်များနဲ့နိုင်ငံတကာကိုလည်းအမျိုးသားညီညွတ်ရေးအစိုးရကကျေးဇူးတင်ကြောင်းအန်ယူဂျီရာယီသမ္မတကထုတ်ဖော်ပြောဆိုသည် ။ရခုဆက်လက်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့ငလျင်အတွက်နိုင်ငံတကာကယ်ဆယ်ရေးလေရင်14စီထက်ရောက်လာဆိုတဲ့တဲ့ရင်ပဲဖြစ်ပါရဲ့ရှင်။ နေပြည်တော်စစ်ကောင်စီတပ်၄စေးကိုဧပြီလ၁ရက်နေ့မနေ့ကနိုင်ငံခုနှစ်ခုကကယ်ဆယ်ရေးလေရင်၁၄စင်းထက်ရောက်လာတယ်လို့စစ်ကောင်စီထိန်းချုပ်ထားတဲ့နိုင်ငံပိုင်မီဒီယာတွေကဧပြီလ၂ရက်နေ့မှာဖော်ပြထားပါတယ်အဲ့ဒီလေရင်နေတဲ့ Russia International, Thai Bhutan, Philippines, Laos, Bangladesh နိုင်ငံတွေကကယ်ဆယ်ရေးအဖွဲ့တွေ၊ဈေးအဖွဲ့တွေ၊လူသားချင်းစာနာမှုဆိုင်ရာအကူအညီပစ္စည်းတွေနဲ့ဈေးဝါးတွေပါတယ်လို့ဆိုပါရယ်။ ရောက်ရှိလာတဲ့ကယ်ဆယ်ရေးအဖွဲ့တွေကငလင်ဘေးတဲ့ဒေသတွေကိုအဖွဲ့ခွဲပြီးကယ်ဆယ်ရေးနဲ့ဈေးကူတရီလုပ်ငန်းတွေမှာဆောင်ရွက်မှာဖြစ်ပါတယ်။ကုလသမဂ္ဂအပေါင်းနိုင်ငံတကာကတော့စစ်ကောင်စီအနေနဲ့ကုညီကယ်ဆယ်ရေးအဖွဲ့တွေကိုအကန့်အသတ်မရှိလွတ်လွတ်လပ်လပ်သွားခွင့်ပေးဖို့တောင်းဆိုနေကြပါတယ်။ ဒီချက်တွေကိုနိုင်ငံတကာကအာရုံစိုက်ဖို့လိုအပ်တယ်လို့လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ရေးအတွက်သက်ဆိုင်ရာအဖွဲ့အစည်းတွေဘက်ကလည်းလမ်းတွေဖွင့်ပေးဖို့လိုအပ်ပြီးအကူအညီပေးနေသူတွေကိုလည်းဘေးကင်းလုံခြုံအောင်ဆောင်ရွက်ပေးရမယ်လို့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဂျူလီဘီရှော့ကမတ်လ31ရက်နေ့မှာပြောဆိုခဲ့ပါတယ်။ ငလင်ဟာအရင်ကတည်းကစိုးဝါနေပြီဖြစ်တဲ့မြန်မာနိုင်ငံရဲ့အခြေအနေတွေကိုပုံပြီးစိုးဝါစေသလိုပြည်သူတွေကြုံနေရတဲ့ပုံမုံနဲ့ဆိုင်တဲ့အာဏာချက်တွေကိုလည်းပေါ်လင်းလာစေတယ်လို့သူကထောက်ပြထားပါတယ်ဆလဘီငလင်ကြောင့်ပြည်သူများပေးဒုက္ခရောက်နေချိန်တော့စစ်ကောင်စီကတကြံပွဲကိုအလျှော်မပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ အင်းအပြင်းငလင်ကြီးကြောင့်နိုင်ငံတော်ပြည်သူအများပြပေးဒုက္ခရောက်နေတော့လဲစစ်ကောင်စီကတကြံပွဲကိုအရှုံးမပေးဘဲဆက်လက်ကျင်းပရန်စီစဉ်ထားတယ်။လက်ရှိတနိုင်ငံလုံးကြေကွဲဝမ်းနေနေရသောကာလဖြစ်၍ယခုနှစ်တကြံရိုးရပွဲကိုအပျော်ပါသည့်ဆိုကခုံမှုများမပါဝင်ပေရိုးရရင်ကျေမှုနဲ့ညီကျင်းပသွားမည်ဟုစစ်ကောင်စီပိုင်းဝန်ကြီးများကဖော်ပြထားကြသည်။ ြင်းထန်သည့်ငလင်ပေးတံကြောင့်နေပြည်တော်စစ်ကောင်စီနေမည်၊စကိုင်း၊ပဲခူး၊မကွေး၊မန္တလေးတိုင်းနှင့်ရှမ်းပြည်နယ်တို့တွင်ပြည်သူများထိခိုက်ဒေဆုံးမှုအသက်အိုးအိမ်များဆုံးရှုံးနှစ်နာမှုများဖြစ်ပေါ်နေကြသည်။ဆလဘေးငလင်ပေးတဲ့နေချိန်မှပြည်နယ်မှာစစ်မှုထမ်းစစ်သားတွေစုဆောင်မှုတွေဆက်ရှိနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ နိုင်ငံတော်မှာငလင်ဘေးတံကိုအပြင်းထန်ခံစားရပြီးလူသေဆုံးမှုနဲ့ထိခိုက်ပျက်စီးဆုံးရှုံးမှုမြင့်တက်နေချိန်မွန်ပြည်နယ်မှာတော့စစ်ကောင်စီကစစ်မှုရမ်းတင်တဲ့အပတ်စဉ်စနစ်အတွက်လူသေစုဆောင်မှုတွေလှုပ်ဆောင်နေတယ်လို့ဒေသခံတွေကတန်လွင်တိုင်းကိုပြောပါရတယ်။ စစ်ကောင်စီအုပ်ချုပ်ရေးဖွဲ့ဝင်များစစ်မှုရဲတင်တဲ့အပတ်စဉ်စနစ်အတွက်လူစားတို့ငါခေါ်ယူဖို့ဆိုကနေရင်တွေမှာငွေကြေးတောင်းခံတာရှိသလိုအရင်အတမှဖန်စီပြီးစစ်သားစုဆောင်းနာတွေလှုပ်ဆောင်နေတာဖြစ်ပါတယ်။နိုင်ငံနဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာဆေရှုံးနေတဲ့စစ်ကောင်စီဟာပြည်သူစစ်မှုရဲဥပဒေအသက်သွင်းပြီးနောက်မွန်ပြည်နယ်မှာလှဆင်စစ်မှုရဲတင်တဲ့တွေဖွင့်လှစ်နေပြီးပြီးခဲ့တဲ့မတ်လ18ရက်နေ့မှာလည်းစစ်မှုရဲအပတ်စဉ်တင်တဲ့ဆက်တစ်ကိုဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ အမည်မဖော်လိုတဲ့ဒေသခံလူငယ်တို့ကတော့တဘာဝဘေးဖြစ်နေချိန်လူဆားအရင်မြစ်ဖြစ်တဲ့လူငယ်တွေကိုပြည်ရင်းစစ်တဲထဲသွင်းတာလုံးဝမကြိုက်သလိုနိုင်ငံတော်အဆင့်ဝန်နေချင်းအထိမ်မှန်လုပ်တဲ့ပြင်ကဘာကတော်လာကူညီနေရချိန်မှာစစ်မှုရန်ကိစ္စကိုတစ်ချက်ပေးပဲတင်နေလို့သူ့အမြင်ကိုပြောပါရတယ်။ တိုင်းပြည်ရဲ့လူစားအရင်းအမြစ်တွေရောတကယ်လိုအပ်နေတဲ့လူငယ်ကိုတိပါမဟုတ်တဲ့ပြည်ရင်းစစ်တွေမှာသွားပြီးတော့မျိုးစားပြင်အဖြစ်ခံပြီးတော့ထဲမှာကိုကျွန်တော်တို့လုံးဝကိုမကြိုက်ဘူးနိုင်ငံတော်အဆင့်ဝန်းနေချင်းအထိမ်းမှတ်တောင်းလုပ်နေရတဲ့ကဘာကောင်လာပြီးတော့ကိုကျင်းစာနာမှုနဲ့လုပ်နေရတဲ့အချိန်မှာကျွန်တော်တို့နိုင်ငံကိုလက်ရှိအုပ်ချုပ်နေတဲ့ဆိုတဲ့လူကြီးတွေကလည်းဒါကိုနားလည်ပြီးတော့ဒီစစ်မှုရန်ကိစ္စကိုတစ်ချက်ပေးဖယ်ပြီးတော့ဒီတဘာဝဘေးအန္တရာယ်ကိုဝိုင်းဝန်းတွန်းလှန်ဖို့ပြည်သူကိုစည်းရုံးမှလို့ကျွန်တော်တို့တိုက်တွန်းနေလို့ဆိုပါတယ် ဒါအပြင်စစ်ကောင်စီရဲ့စစ်မှုရန်ကိစ္စကြောင့်လူငယ်အများစုပြည်တွင်းမှာမနေနိုင်ကြတော့တဲ့အတွက်တဘာဝဘေးကိုအရင်လိုချက်ချင်းတုံ့ပြန်နိုင်စွမ်းမရှိတာကိုသင်ငန်းစာယူကြရမှာဖြစ်တယ်လို့ပြည်သူတွေဒုက္ခအထိတွေ့နေချိန်မှာစစ်မှုရန်ကိစ္စကမဖြစ်သင့်ဘူးလို့သူကဆက်ပြောပါတယ်။ အမည်မဖော်လိုတဲ့ဒေသခံတို့ကလည်းပြည်သူတွေငလျင်တန်းခံရကြချိန်မှာစစ်ကောင်စီကစစ်မှုရန်အပတ်စဉ်စနေအတွက်လူစုရာဟာအကျိုးစီးပွားအတွက်ပြည်သူတွေကိုအုံချတာဖြစ်တယ်လို့ပြည်သူတွေဟာငလျင်တန်းအပြင်စစ်မှုရန်ကိစ္စကိုပါကြောက်နေရပြီးကြီးလန်းစာစားနေရတဲ့အခြေအနေမျိုးဖြစ်နေတယ်လို့ဆိုပါတယ်။ အမ်ပတ်စင်စနေအတွက်စစ်မှုထမ်းမှုလူစုနေရတာကတော့သူ့ဂျိုးစည်းဝါအတွက်ပြည်သူလူထုကိုအုံချနေတာပဲပြီးတော့အခုဆိုကျွန်တော်တို့ရက်ွက်တွေထဲမှာဆိုယောက်ျားသားတွေဆိုတွေ့ကိုမတွေ့ရတော့ဘူးတော်ကြနေအလောက်ကပြန်လိုက်ပေါ်တာဆွဲဖမ်းသွားလိုက်တော်ကြနေအေဂျင်ဝင်ဆက်သွားလိုက်ဖမ်းသွားလိုက်နေအခုကမန္တလေးမှာအကြီးကျယ်လှုပ်သွားပြီးတဲ့အပြင်နောက်ငလျင်အသေးလေးတွေကနေတိုင်းလူလူလှုပ်နေတာအခုကပြည်သူလူထုတွေကငလျင်တံမဲကြောက်ရမလားဒီစစ်မှုထမ်းကိုပဲကြောက်ရမလားကြီးလန့်စာစားနေရတဲ့အခြေအနေမျိုးဖြစ်နေတယ်လို့ဆိုပါတယ် တဖက်မှာစစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာစစ်မှုရန်တင်တဲ့အပတ်စဉ်စနေအတွက်လူစားတို့အငှားခေါ်ယူဖို့ငွေကြေးလိုက်လံကောက်ခံနေတဲ့အပြင်အငှားခေါ်ယူလို့မရပါကမဲနိုင်ရမှာဖြစ်တယ်ဆိုပြီးပြောဆိုသွားကြောင်းဒေသခံတွေကပြောကြပါဗျ။ဒါအပြင်အမျိုးသားနှစ်ယောက်ဆိုင်ငယ်မစီရဒေသန္တရအမိန့်ထုတ်ထားတဲ့ဒေသတွေမှာအမျိုးသားနှစ်ယောက်ဆိုင်ငယ်အတူစီးနေမှာကစစ်သားစုဆောင်ခံရတယ်လို့ညာဘက်အပြင်ထွက်တဲ့လူငယ်တွေကိုလည်းဖမ်းဆီးပြီးစစ်မှုရန်တင်တဲ့ပူဆောင်တာတွေရှိနေတာပါ။တန်လင်တိုင်းကပြုစုထားတဲ့အချက်လက်တွေအရမွန်ပြည်နယ်မှာပြည်သူ ူးစစ်မှုရန်တင်တဲ့အပတ်စဉ်တက်ကနေအပတ်စဉ်၁၀ရက်အထိစစ်မှုရန်စစ်သားစုဆောင်ခံရသူ၂၀၀၀ကျော်အထိရှိလာပြီဖြစ်ပါတယ်။